တာဆိုရင်ဘုရားဝင်တိုင်ဝင်မှာအနေနဲ့မှာပေါ့နော်ဂုံဘူးအောင်နဲ့အောင်ရဲ့အဲ့ဒါပြီးတော့နောက်နေ့ရောက်တော့ဘုရားဝင်တာဒီဘီလိုမှာဖွဲ့အဲအဲ့ဒီဖွဲ့ကိုရခဲ့ပါတယ်အဲ့ဒါဒီဖြာပြီးွားနောက်နေ့ကျတော့မှဒီမှာတင်တဲ့နိပြဆီယမ်မှာဖြစ်ပြန်ပြီးတော့တင်ပြပေးနေပါပြသက်ပြီးတော့ကြတော့တမင်းပြီးတော့ grade 9မှာ A အဆင့်နဲ့ရတယ်ပြီးတော့မြို့နယ်ဆိုင်စာကုန်းပထမဆုံးနှစ်ခါရတယ် နောက်တော့သမီးကြပန်းစကားပြောကြပန်းစကားပြောမှလည်းပထမဆုံးရတယ် IDRS ကနေပြီးတော့လာလောက်တာပေါ့နော်အဲ့ဟာမှလည်းဆုံးရခဲ့ပါတယ်ဒီဗီဒီယိုလေးလောက်စားနေတော့မင်းကဘေးကမိုးရင်းကြလို့ရှင်ကြတော့မိုးရင်းကြရင်ပျံလုံးကဆိုတော့မိုးနေမှမနာရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးလောက်စားနေမင်းကတော့ကြောက်မလို့မင်းမင်းကဟိုအတန်းနေလဲကြီးလာတယ်ကျူရှင်လာကလည်းကြီးရတော့ကြောက်မလို့အဲ့လိုမျိုးမင်းပြပါအလုပ်ထွက်လုပ်ပြီးရအမိကကြောက်ကျူရှင်တက်တယ်တက်တဲ့အခါကျတော့ ဆီယမ်မတွေอ่ะဗောနော်တမီးကိုပိုးတယ်နှစ်မှာအရင်ကျေးဇူးကြီးမှပါတယ်ပိုးတယ်နှစ်မှာတမီးကိုကျူရှင်လာခံပြီတင်ပေးတယ်အမေသင်ကောင်းဆယ်ရမ်းမှာဆိုလို့ရှိရင်တမီးကိုတော့ပဲပေးပြီးအဲ့လိုမျိုးတင်တင်ပေးတယ်ဒီညာရတော့တဲ့အတွက်ကြောင့်မလို့ကျူရှင်ထွက်မယ်လို့ပြောတဲ့ခါမှာဆီယမ်မရထွားရဲ့ဗောနော်တင်ပေးတယ်ပြရတဲ့အပဲလို့တမီးကအလုပ်စူးစမ်းနေအဲ့လို ယ်လို့အမှုညာလုပ်ခမှာမအောင်မြင်ခဲ့ဘူးဆိုလို့ရှိရင်လည်းပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာဝန်ပြတာစူးစမ်းပြီးဒီနေ့မိနဲ့ကိုပြေဆောင်ထားအိမ်မှာပေါ့တော့ခန်းရက်ချင်းခန်းရက်ချင်းမိမဲ့လို့တမျိုးဆင်းလေးထားတာဖခင်အကြောင်းဆောင်ရအောင်အဆင်းလေးရှိရပေါ့အဲ့ဒီဆင်ပေါ်မှာစု14စုရှိတမျိုးစု14စုရှိအဲ့14စုကအဲ့ကိုဖေဖေဧည့်သည်ဖြစ်ဖြစ်မိမိဧည့်သည်ပဲဖြစ်ဖြစ်အပြင်ကတခြားဧည့်သည်ပဲဖြစ်ဖြစ်လာတဲ့ခါမှာပေါ့နော်ကျန်တဲ့ဟောက်ခေါ်ပြီးရပါမယ်အဲ့ဒီစုလေးတွေမြင်တဲ့ခါမှာပေါ့နော်ဖေတဲ့မိနဲ့ ဒါသမီးလေးတွေကတော်လိုက်တာဆိုပြောတဲ့ချိန်ပေါ့ဝမ်းသာရပေါ့နော်ကြောက်ကြလာတော့ဘောနော်ရမ်းပေါ့ဟိုသမီးစိတ်ပူတာဘောနော်အဲ့လိုဟိုပြန်ပြီးတော့ကျေးဇူးဆန်နိုင်မဲ့အရွယ်မှာမိဘတွေမရှိတော့မှလည်းစိတ်ပူတယ်ဘောနော် ျုံမြတ်နိုးဦးအမေကအခုဗုဒ္ဓဘာသာဗုဒ္ဓယဉ်ကျေးမှုတင်မှာတင်တန်းနှစ်ပြဆီယမ်မလုပ်လို့ရတယ်။အမေရေလေးတန်းနှစ်ကစပြီးတော့ဗုဒ္ဓဘာသာမှာတက်ဖြစ်တယ်။လေးတန်းနှစ်မှာသမီးကသုတဆောင်နေဗုဒ္ဓဝင်ပြိုင်ပွဲမှာအငယ်တန်းမှာပေါ့နော်ဂုံတူးအောင်နဲ့အောင်ခဲ့တယ်။ဗုဒ္ဓဝင်သုတဆောင်နေဗုဒ္ဓဝင်အငယ်တန်းကိုအရင်ကြည့်ခဲ့ရတယ်။အဲ့မှာဂုံတူးအောင်ပြီးတော့နောက်တစ်နှစ်ကျတော့သမီးအကြီးရန်တက်ရတယ်ပေါ့နော်။အကြီးရန်တက်တော့လဲသုတဆောင်နေဗုဒ္ဓဝင်အလယ်တန်းစာအုပ်ကိုစက်မှတ်ခင်ရတယ်ပေါ့နော်။အဲ့မှာသူကကိုယ်အိုက်တာပေါ့အိုက်တော့ပါပေါ့နော်။ ုဒ္ဓဆံပြမောင်မဲပြိုင်ပွဲမှာတမယာရှုံးထွက်ဆင်းကြီးရောက်ခဲ့ပေါ့နော်အဲ့ဒါပြီးတော့နောက်နေ့ရောက်တော့ဘုဒ္ဓဝန္တာဒီဘီလိုမှာဖွဲ့အဲအဲ့ဒီဖွဲ့ကိုရခဲ့ပါတယ်အဲ့ဒါဒီရပြီးွားနောက်နေ့ကျတော့မှဒီမှာတင်တန်းနီးပြဆီယမ်မဖြစ်ပြန်ပြီးတော့တင်ပြပေးနေပါတယ်တင်တန်းနီးပြလုံးတဲ့အချိန်မှာတွေ့ကြွားကြတော့ဟိုအစပိုင်းမှာတော့ပေါ့နော်ဟိုကိုကလည်းចောင်းသားရွယ်ပဲရှိပါသေးတယ်အဲ့တော့အစပိုင်းမှာတော့ဟိုပြီးတော့ပြန်တင်ရတဲ့အရွယ်လေးတွေကလည်းမတိမ်မငိမ့်လေးခါကြတော့ကိုညီကိုမောင်နှမလေးလိုဖြစ်နေတော့တစ်ခါတလေကြာလို့ရှိရင်လည်း ဟိုသူတို့ချော့တဲ့ခါလဲချော့ရတယ်တခါလေးကျတော့လဲရွယ်တူလေးတွေပြန်ပြီးတော့ချောက်ရတဲ့ခါမှလဲချောက်ရတာပေါ့နော်အဲ့လိုခမုံပြရဲ့နေရာကိုဆရာရောက်တဲ့ကိုတကယ်ဆရာနေရာရောက်တဲ့ခါမှခမုံပြရဲ့စေတနာတရားတွေပေါ့နော်ကိုဆရာသမားရဲ့စေတနာတရားတွေကိုလဲနားလည်လာရတယ်သိလာရတယ်ဆရာသမားတယောက်ရဲ့ရှင်နေရခန်းစားချက်တွေကိုလဲသိလာရတယ် အဲ့မငင်းငွေဘူးအဲ့ဘာလို့လဲဆိုတော့တိကျဆုံးဘုတ်တွင်အဲ့ဒီစာအုပ်ထဲမှာစိတ်ဝင်စားစရာပါတယ်ဗောနော်အငယ်တန်းစာအုပ်မှာဆိုလို့ရှိရင်လည်းဒီစိတ်ဝင်စားစရာအများကြီးပါသူကဇဝိထုလေးတွေလည်းပါတယ်ကြပြလေးတွေလည်းပါတယ်ပြီးတော့တမျိုးဖျားရှိခိုးတဲ့ဟာဗောနော်ဩဃတာကတော်ကျိုးဆိုလို့ရှိရင်တမျိုးဒါပြင်မှာဆိုရင်စိုးတော့စုံနေကြတယ်အတန်ထွက်သေးချာမသိဘူးမှားတဲ့နေရာလေးမှားတယ်ဗောနော်ဒါဒီကိုရောက်တော့မှတမျိုးသေးချာသိတယ်အဲ့လိုပဲဟိုအမျှဝေတယ်ဗောနော်ဤသို့ပြုရဆိုလည်းအဲ့လိုပါပဲဟို စောင့်ထပေးတတ်နေရဆိုအပြင်မှာစောင့်ရှောက်ပေးတတ်တော့ပါလို့ဆိုနေကြတာမျိုးတွေရှိတယ်ပေါ့နော်ဒါဒီလိုရောက်တဲ့ခါကျမှတည်ရတယ်အဲ့လိုမျိုးလေးရှိပါတယ်အဲ့တော့မငင်းငွေဟိုတင်းရင်တင်းနဲ့စိတ်ပါဝင်စားမှုပဲပုံများလာတယ်အဲ့လိုငင်းငွေတာမျိုးတော့မရှိအဲတင်းတဲ့ခါမှာကျတော့သမီးတို့ကလည်းအဲ့လိုပဲဆရာဆရာမလေးရှိတယ်ခမုံဖျားကိုယ်တိုင်းနဲ့တင်ပေးတယ်ပေါ့နော်တင်တော့အဲ့မှာအဲဆရာဆရာမလေးတွေကလည်းဟိုပါဠိတွေပေါ့နော်သမီးဆက်ဆက်တတ်တဲ့အချိန်မှာပါဠိတွေလုံးဝခတ်တယ်ပေါ့နားမလဲဟာရှိတယ် အခါကျတော့ဆရာဆမလေးကတေချာပြန်ပြီးတင်ပြီးတော့ခမောင်ဖေကကျတော့အဘိဓမ္မာပိုင်းကြီးပေါ့နော်အဘိဓမ္မာပိုင်းကြီးခမောင်ကဟာတာရင်းနဲ့လည်းရောပြီးတော့တင်ပြီးတက်တယ်ပေါ့နော်အဲ့လိုစူးစမ်းအထောက်အမှုပိုင်းကြီးကတော့အများကြီးပဲတမလို့ညအိပ်ပြီးတော့လည်းတင်ရအဲ့လိုကျောင်းသားတွေအဖွဲ့လိုက်ရှိပါတယ်နှစ်တိုင်းတင်ပြီးမှုလည်းအစီအစဉ်ရှိပါတယ်ဒါပေမဲ့တမီးကနောက်နှစ်ကျရင်တော့ grade တွဲဆိုတော့လေအဲ့တော့ဟိုကျောင်းပိတ်သွားတဲ့အချိန်ကျမှတော့တင်တင်ပြီးပြင်မထင်တယ်ဒီနှစ်ကတော့တင်ပြီးနိုင်မှသေးတယ်စတက်တန်းဆိုတော့လေနောက်နှစ်ကျရင်တော့ ။တမိတာစက်ခွန်။တမိတီလာရှင်ဝတ်တာကတော့တမိအသက်40လောက်ကြတော့မှလေ။တီလာရှင်အဲ့လိုအပြီးဝတ်မှလို့စိတ်ကူးတာ။အဲ့လိုဒီမှာအဲ့လိုဖះစာတင်ပေးဘူးကတော့အဲ့လိုစိတ်ကူးထားရရှိတယ်။ဒါမဲ့ဟိုအဲ့ဒီချိန်မြောက်ခင်မှာဒီ log in ပညာရေးဘက်မှာတော့ဆရာဝန်ဖြစ်ဖို့စိတ်ကူးထား။ကျောင်းပညာရေးနဲ့ပတ်သက်ပြီးတော့ကြတော့တမီးသူငယ်တန်းအနေတမီးနှစ်တန်းထိမှာပေါ့နော်။ကျောင်းကစုပေးပွဲမလုပ်ဘူး။စုပေးပွဲမလုပ်ဘူးဆိုတာတမီးတို့အတန်းတွေစုမပေးဘူး။ စုမပြီးတော့သမီးအဲ၄တန်းနှစ်မှာစုရခဲ့၄တန်းနှစ်မှာစုရတယ်ပြီးတော့၅တန်း၆တန်းရန်ကုန်ပြန်လာပြီးတော့ကျောင်းမြတ်တယ်လေအဲအဲ့ချိန်မှာ၆တန်းနှစ်လည်းပြီးတော့ပိတ်သွားတယ်ပေါ့နော်ပိတ်သွားပြီးတော့စုပေးဝယ်တယ်မလုပ်ကြတော့နောက်နှစ်ကျတော့သမီးပြန်တက်တယ်အဲ့မှာသမီးမြို့နယ်အစိုင်းစာကုန်းစုရတယ်ပြီးတော့ grade 9မှာ AA စင်နေရတယ်ပြီးတော့မြို့နယ်အစိုင်းစာကုန်းပထမစုနှစ်ခါရတယ် နောက်တော့တမီကြပန်းစကားပြောကြပန်းစကားပြောမှလည်းပထမဆူရတဲ့ IDRS ကနေပြီးတော့လာလောက်တာပေါ့နော်အဲ့ဟာမှလည်းဆူရခဲ့ပါတယ်အဲ့လိုပန်းမှုမှုရလို့တော့ပေါ့နော်အရင်အစဉ်ပြေတဲ့ထင်ရတော့မဟုတ်ပါဘူးတမီကဟိုအိမ်ပိုင်နဲ့လည်းမဟုတ်ဘူးပေါ့နော်ဒီတိုင်းလေးပုံမှန်မိသားစုချင်းလေးရနေပြီးတော့လာရတာပေါ့နော်ဟိုဖေဖေတယောက်တည်းပေါ့ဖေဖေတယောက်တည်းလှုပ်ဆောင်နေပဲအဲ့လိုပဲထားပေးတာပေါ့နော်တမီတို့အရွယ်ဆိုလို့ရှိရင်ဒါတငယ်ချင်းတွေရွယ်တူတငယ်ချင်းတွေရှိတယ် ကြောင်းနေထွက်ပြီးတော့အလုပ်တွေလုပ်နေကြပြီပေါ့နော်ဒါမဲ့ဖီဖီနဲ့မမီနဲ့ကသမီးတို့ပညာရေးလေးတွေတော်တဲ့အတွက်ကြောင့်မလို့ဟိုပင်မခံပြီးတော့ပေါ့နော်သူတို့ပဲအလုပ်လုပ်ပြီးတော့သမီးတို့ကြောင်းထားပြီးမိမကပြောချင်တာကတော့ပေါ့နော်အရန်ပေါ့ဟိုသမီးစိတ်ပူတာပေါ့နော်အဲ့လိုကိုပြန်ပြီးတော့ကျေးဇူးဆန်နိုင်မဲ့အရွယ်မှာမိဘတွေမရှိတော့မှလည်းစိတ်ပူတယ်ပေါ့နော်ကျေးဇူးဆန်ချင်တာကတော့သမီးကဟိုအခုပေါ့နော်ဝါသနာပါတာတချင်းစုတာလေးလေးရှိတယ် အဲအဲ့ဒါလေးတမီးတစ်ဖက်တလန်းကနေပြီးတော့ကြိုးစားနေပါတယ်အခုလဲဟိုတေးဆရာတယောက်ကပါတော့တချင်းလေးတမုတ်ရေးပေးထားပါတယ်ဟာဥလေးကြီးတော်တော်ဆိုဒါအဲ့ဒါလဲဟိုကိုအစဉ်ပြေးတဲ့အချိန်မှာထုတ်မှာပေါ့နော်တီလုံးတော့လုတ်ပြီးပါပါပြီအဲ့အဲ့ဒါလေးလဲလုံခွေးရှိပါတယ်တမီးကဟိုဝါသနာကတော့အမှုပညာနဲ့ပတ်သက်ရင်ဝါသနာပါပါတယ်အဲ့လိုအစိုးကပုံလုံးပါနော်အဲတမီးတို့ဖေဖေကပယံလုပ်တယ် ဒါပေမဲ့အရင်ဟိုကိုရဲနှစ်ကစပြီးတော့မမေကအလုပ်စင်းရမမေကအသက်ကြီးပြီဆိုတော့စက်ရုံလောက်တော့မရဘူးဒီလိုပဲကွဲရုံပါပေါ့နော်တလောက်နှစ်သိန်းခွဲပဲရအလုပ်နဲ့ပေါ့နော်အဲ့ဒါမမေကဝင်လုပ်ပေးတယ်ဖေဖေတယောက်လည်းလောက်စားနေတော့မမေကပေးကမိုးရင်းကြလို့ရှင်ကြတော့မိုးရင်းကြရင်အဲ့လိုပျံလုံးကဆိုတော့မိုးနေမှာနားရတယ်ပေါ့နော်အဲ့တော့ဖေဖေတယောက်လည်းလောက်စားနေမရတော့ကြောက်မလို့မမေကဟိုအတန်းနေလဲကြီးလာရဲ့ကျူရှင်လာကလည်းကြီးရတော့ကြောက်မလို့အဲ့လိုမျိုး မမေပါအလုံးထွက်လုပ်ပေးရဒါမဲ့ကျူရှင်လားကကြီးတယ်လို့ပြောအောင်လဲတမီးကကြောင်းကျူရှင်တက်တယ်တက်တဲ့ခါကျတော့ဆီယမ်မတွေအရပေါ့နော်တမီးကိုကိုးတယ်ခင်မှာရဲကျေးဇူးကြီးမားပါတယ်ကိုးတဲ့နေ့မှာတမီးကိုကျူရှင်လားကပြီးတင်ပေးရမထင်အောင်ဆယ်ရမ်းမှာဆိုလို့ရှိရင်တမီးကိုတော့ဝပဲပေးပြီးအဲ့လိုမျိုးတင်တင်ပေးတယ်ပညာရေးတော်တဲ့အတွက်ကြောင့်မလို့ကျူရှင်ထွက်မယ်လို့ပြောတဲ့ခါမှာဆီယမ်မတွေကမထွက်ဟိုင်းပေါ့နော်တင်ပေးရင်းဘူးတဲ့ ပြေအဲ့လိုမျိုးပေါ့နော်ပြန်လည်းပြက်ခါကြတော့လက်တွေပေါ့နော်လက်တွေတန်လက်ကင်နေပေါ့ဟောအဲ့ခါကြတော့လက်တွေပေါက်တယ်ပေါ့နော်ခြေဘွားတွေဆိုလို့ရှိရင်မဆလာပေါက်တယ်ခြေဘွားတွေကမဆလာပေါက်တယ်အဲ့ဟိုခြေဖနှောင်းတွေလည်းကွဲတယ်ပေါ့နော်အဲ့ဟိုစောင်းရသည်ဆိုလို့ရှိရင်ပိုးဆိုးတယ်ဆက်လက်တွေကလေအဲ့လိုမျိုးပြောပြပြပခုံးမှာဆိုလို့ရှိရင်အဲ့လိုအနာကဖြစ်ပြီးအခါကြီးကြလို့ရှိရင်အဲ့အလုတ်ထဲမှာပေါ့တန်နေပါရင်ညိတာမျိုးရှိရပါလားအနာတွေပါဖြစ် မြင်မှုမှာတမင်အခုပေါ့နော်တမင်လုံးနဲ့အနုပညာလုံးလေးအောင်မြင်သွားတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်တစ်ဖက်တစ်လမ်းနေပြီပေါ့နော်အောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်တမင်မိဘတွေကိုတမင်ပြည်စုံအောင်ထားနိုင်စူးစမ်းမှာပေါ့နော်ပြည်ကြလို့ရှိရင်တမင်ကပင်နဲ့မင်းနဲ့ကိုဖခင်တရားပဲလုံထိုင်မယ်ဖခင်နဲ့ဖခင်တရားပဲလုံတမင်ကအလုပ်စူးစမ်းမယ်အဲ့လိုမျိုးပေါ့နော်တပိတကယ်လို့အနုပညာလုပ်ခွင့်မှာမအောင်မြင်ခဲ့ဘူးဆိုလို့ရှိရင်လည်းတပိပညာရေးဘိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဆရာဝန်ပြန်စူးစမ်းပြီးဒီနေ့အမေနဲ့ကိုပြေဆုံးအောင်ထား ဖြစ်နေပါတယ်မိကြည့်ကြည့်ပါပြီးတော့အိမ်မှာပေါ့နော်ခန်းရက်ကျင်းခန်းရက်ကျင်းပြီးမဲ့လို့တမျိုးဆင်းလေးထားတာဖခင်ကြောင်းဆောင်ရဲ့အောက်မှာဆင်းလေးရှိရပေါ့နော်အဲ့ဒီဆင်းပေါ်မှာစု14စုရှိတမျိုးစု14စုရှိအဲ့14စုကအဲ့ကိုဖေဖေဧည့်တယ်ဖြစ်ဖြစ်မိမိဧည့်တယ်ပဲဖြစ်ဖြစ်အပြင်ကတခြားဧည့်တယ်ပဲဖြစ်ဖြစ်လာတဲ့ခါမှာပေါ့နော်ကျန်တဲ့ဟောက်ခုံပြီးရပြီမဲ့အဲ့ဒီစုလေးတွေမြင်တဲ့ခါမှာပေါ့နော်ဖေတဲ့မိနေဒါတမျိုးလေးတွေကတော်လိုက်တာဆိုပြောတဲ့ချိန်မှာဝမ်းသာရပေါ့နော်အဲ့လိုမျိုး ပြီးတော့အခန်းသူတို့အခန်းထဲကိုဝင်လာပြီဆိုလို့ရှိရင်အခန်းရဲ့အနောက်မှာပေါ့နော်ခမုံမရစီကနေပြီးတော့ပေးထား B9 နေကြည့်တယ်တမီးတို့အောင်မြင်အောင်မြင်သူတို့ခမုံ B9 ထုတ်ပြီးတော့တမီးရဲ့ပုံလေးတွေကိုလေအဲ့ဒါလေးတွေကိုကတ်ထားရတယ်ပေါ့နော်အနောက်မှာအဲကုမ္ပဏီကပေါ့ဂျန်နဲ့ပြင်ရလာလို့ရှိရင်ပေးနေမိနေရမ်းပေါ့နော်ဟိုအဲ့လိုသူတို့ပြောလိုက်တဲ့အချိန်မှာပေးနေမိနေကအော်ဟုတ်တယ်ကျွန်တော်တို့ကပေါ့နော်ကံကောင်းနေပေါ့သားသမီးတွေရထားတာအဲ့လိုမျိုးပြုံးပြီးတော့ပြန်ပြောင်းနေတဲ့အချိန်မှာရင်ထဲမှာအတိုင်းမသိဘဲတားတယ် ညာဘက်တည်းဆိုလို့ရှိလို့ရှိရင်တမိဟိုဘောနော်ဖျားရှိဖို့လေဖျားရှိဖို့တဲ့အချိန်မှာအများကြီးတော့မရွဖြစ်ဘူးတမိပဋ္ဌာန်းနဲ့မဟာတမိရတဲ့ဘွေရွတယ်အဲ့ဒါလည်းနှစ်နာရီလောက်ကြာဘောနော်အဲ့ဒါလေးတော့အတိတ်ထံပြတမိရွဖြစ်ပါတယ်ပြီးွားရင်တမိအိတ်အဝင်းတဲ့ခါမှာဖင်နဲ့မင်းနဲ့ရှိဖို့ပြီးွားအိတ်ပါရှိဘူးတဲ့အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးရှိဘူးတယ်ဘောနော်အဲဟိုတငယ်ချင်းတွေကြောက်မှာဘောနော်ဒီမို့ဟိုစာရတဲ့ခါကျတော့အဲ့လို တို့ထက်တာတဲ့ခါကျတော့ဗောနော်ချမ်းသာတဲ့မိသားစုတွေကပြောတာမျိုးရှိရဲ့ဗောနော်အဲအဆောင်မှနေပြီးတော့ဗာရှင်းကျင်လာလဲအဲ့လိုမျိုးပြောတာမျိုးရှိတယ်ရှိခဲ့ဘူးတယ်ဗောနော်အဲ့ဒါကိုလည်းမခံကျစိတ်နဲ့စူးစမ်းနေကြလားစိတ်တော့မနာဘူးတမိတို့ကတွန်းအားတစ်ခုဖြစ်တယ်လို့ထင်ပါတယ်အဲ့လိုမျိုးတော့မရှိဘူးစိတ်မကောင်းဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးတော့ရှိဟိုဘယ်လိုပြောရမလဲတငယ်ချင်းတွေပေါ့နော် ပေးတဲ့အခါမှာ သမီးဟိုတခြားလူတွေကိုတောင်းပြီးတော့သမီးကိုကြာရင်ဟိုမသိကြအောင်လေးစောင့်ဆောင်ပြီးတော့ပေးရမှာတော့ဆီယမ်မတို့လည်းအရင်ချစ်ပါတယ်ကျေးဇူးလည်းတင်ပါကိုရန်နင်မှာတင်ခဲ့တဲ့ဆီယမ်ဆီယမ်မ6ယောက်ရှိပါတယ်ကိုရန်နင်မှာဆီယမ်မတော်မမချူဆီယမ်မတော်တနာခင်ဆီယမ်ဦးတောင်းဝင်ဆီယမ်မတော်နှာတန်းနုဆီယမ်မတော်အေးအေးမွန်ဆီယမ်မတော်တနာခင်တို့ဟုတ်ပါတယ်ဆယ်တန်းနင်မှာတင်ပြဆီယမ်မလည်းရှိပါတယ်ဆယ်ညမှာကြာဆ iam တော်ခင်မြတ်မို့ဆ iam တော်ဤဟူရင်ဆ iam တော်နှင်းဝီဆ iam တော်ကြည်ကျူမြင့် ဆမတ်တော်နင်းဝီဆမတ်တော်ကီဝင်းဆမတ်တော်ခင်မြတ်မောအဲသူတို့တင်ပြီးပါဆမတ်တော်လည်းကျေးဇူးတင်ပါတယ်ခင်မြတ်စဉ်းစားတာပေါ့တကယ်လို့ဟိုအော်ဒီထွက်ခဲ့မယ်ဆိုလို့ရှိရင်နိုင်ငံတော်ထောက်ပံ့တယ်လို့ကြားတယ်ပေါ့နော်အဲသမီးကစကောလာရှင်းတယ်လေနိုင်ငံသားမှာပေါ့နော်စေပညာတင်ကြားခြင်းပါဖေကိုဖေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အများကြီးလည်းဖေကိုလည်းချစ်ပါတယ် ဒီမျိုးအရှိရကြတဲ့ကနေပြီးတော့ဖေကြီးလှုပ်ကြိုးစားတဲ့မိလည်းလှုပ်ကြိုးစားပြီးတော့ထားပေးတဲ့အတွက်ကြောင့်မို့လို့ဒီပညာရေးကိုဆုံးခန်းတိုင်အောင်တင်မှတ်မယ်။နှစ်ယောက်ဟုတ်ဟုတ်ဒီမလေးကတနိုင်ငံလုံးစရုပ်ထားရ။အော်ဆယ်တော့ဘယ်တော့မှလည်းအခုဒီပြိုင်ပွဲမှာအဲတချို့ကလည်းအဲ့လိုဆီယမ်လေးလို့ခေါ်ရလေရှိရတချို့ကြလည်းတမီလေးအဲ့လိုဒီလိုပါပဲဟိုဘဝဆိုတာပေါ့နော်အခုလက်ရှိခံစားနေရတာလည်းကိုယ့်ရဲ့ပေါ့နော်အတိတ်ဘဝကုသိုလ်ကံတွေလည်း ပါတယ်လဲစိုက်ပါတယ်အဲကြောင့်မို့ဒီဘုရားမှာကိုယ့်ရဲ့ကုသိုလ်ကံကိုလည်းမြင့်တင်ပါပြီးရင်ကြိုးစားပါအတိတ်ဘဝဝိဇ္ဇာတွေလည်းကြည်အောင်ဆက်ပါအတိတ်ဘဝကံတွေလည်းကောင်းအောင်လုပ်လုပ်ပါပေါ့နော်ဒီဘဝမှာလည်းကံအတိတ်တွေထပ်ပြီးပြုလုပ်ပါကံကောင်းအောင်ကံမြင့်ပါရာအလုံးပါပေါ့နော်ဘဝဆိုတာဒီလိုပါပဲခက်ခဲကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ကြိုးစားမှုနဲ့ကိုယ့်ရဲ့လုံလောက်ရိယကိုယ့်ရဲ့နော်ကြိုးစားအထောက်မှုတွေကဒါအဓိကပါ